အားလုံးပဲမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကိုကြိုဆိုပါတယ်ဆရာစာသမားတို့ကျွန်တော်တို့မင်းညာကဆိုပြီးပရီးမီယာလိပွဲစဉ်30နှစ်အဖြစ်နေယူကဆင်အင်္ဂွေမှာကစားခဲ့တယ်4ဝင်းနဲ့ကျွန်တော်တို့ချုံခဲ့တယ်တကိကိုစုတ်ပြဲတဲပြီးတော့လုံးဝကိုပြောမပြတဲ့လောက်ရုံးဆန်စရာကောင်းတဲ့ပွဲစဉ်တစ်ခုကျွန်တော်ဖြစ်ခဲ့တာဟုတ်ဗျာဆိုတော့အဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထုံးစံတိုက်ဖို့ဗျာပူပီသူနေချက်အနည်းငယ်ကျွန်တော်တို့ဆွေးနွေးကြရအောင်စာသမားတို့အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့နေယူကဆင်ဖက်ကိုကြည့်ရလို့ရှိတော့ ပြောစရာမလိုပါဘူးသူတို့အတင်းကဒီရာဒီမှာလေးပဲကျွန်တော်တို့ဒီချန်ပီယံလေးဝင်ခွင့်ရဖို့တဲ့အားခဲနေတာအခုသူတို့နိုင်ခဲ့တဲ့အတွက်အဆင်လေးကိုရောက်တော့ခဲ့တယ်ကျွန်တော်မစ္စအောင်နေတဲ့အတင်းကရှုံးခဲ့လို့အေဗတန်ရဲ့အောက်ကိုရောက်တော့တယ်အဆင်၁၄ကိုရောက်တော့တယ်ဆိုတော့အောက်ကစပါနဲ့တမဲ့လောက်ပဲကော်တယ်ဘလောက်တော့ရုပ်ပြစင်းပဲဖြစ်ရတယ်လေဆိုတာဒီကစနေနဲ့တကယ်ကိုဒီ World Cup ကိစ္စသမားတွေရှိတယ်သူတို့တိုက်စစ်ပိုင်းမှာဆိုလေတူကြီးကြော်ဖြတ်မှုတွေ တကယ်ကိုဒီမြန်လုံးမီတဲ့ကစားသမားတွေဖိတူးမှုကောင်းလေးကွင်းလေးကဆိုရင်လေအကုန်လုံးနင်းနင်းတတင်းလုံးအပြစ်ပြောစရာမလိုဘဲနဲ့ကျွန်တော်မဲဆောင်နေတဲ့အသင်းကိုရှင်းကစားခဲ့တာပထမအကြုံပါဆိုရင်လေကျွန်တော်ယူတဲ့အင်ကွင်းမှာသူတို့အနိုင်ကစားခဲ့တယ်အခုသူတို့ရဲ့အင်ကွင်းမှာဖိုးဝဲနဲ့၄ဂိုးအထိသူတို့ရယူနိုင်ခဲ့တာဒါတကယ်ကိုသူတို့အတွက်စွမ်းဆောင်ရေးကောင်းပြီးတော့အားရကျင်းနေစရာ performance တွေလို့ကျွန်တော်ပြောလို့ရတာပေါ့ဗျာ ချီတူတူကတော့နေယူကစီဖက်ကိုကျွန်တော်တို့ပြောစရာမလိုပါဘူးအဓိကကိုအတင်းဖက်ကိုပြောကြည့်အောင်ကိုအတင်းကစားသမားတွေဘလောက်ဒီဆုတ်ပြက်တဲ့ပြီးတော့ဗေဒီယာမှာဘလောက်ဒီမှားခဲ့တယ်လို့ဆိုတာဆိုတော့ပွေးထွက်လူစီရဲ့နေသားကနေပြောကြည့်ရလို့ချင်းကိုသမားနေရာကနေစပြီးတော့ပြောင်းလဲလာတယ်ကျွန်တော်တို့အန်ရီအိုနန်နာကိုအနာပေးပြီးတော့ဖိန်တော့ပွေးထွက်လာတယ်ဒါပေမဲ့အဆင်မပြေခဲ့ဘူးနောက်တဲ့ဆက်တဲ့ဘက်၃ယောက်ကလည်းကျွန်တော်တို့လီနီယူရိုမကွိုင်းယောက်ကိုအနာပေးပြီးတော့ဗီတလီတို့ကိုပွေးထွက်ခဲ့တယ် ပီလိုဂျီမာဇရာကြီးပေါ့ဗျာကွင်းလင်လေးရောက်မလဲထိုနေတကောင်းပါပဲပထရစ်ဒူကိုအနာပေးပြီးတော့ဟရီယာမေပို့ထုတ်လာတယ်ပီလိုဂျီအေရီစင်ရဲ့ဒီကိုဒါလွန်နဲ့ကျွန်တော်ဥကာတီကိုပို့ထုတ်ခဲ့တာပေါ့ဗျာနေပတဲ့နေရောက်ကဘူနိုဖာနယ်နဲ့ဂါနာရှိုအထောင်မှာဇဂီစီ3နေရာလောက်ကျွန်တော်ပြောင်းလဲခဲ့တာအထောင်ကပြဿနာမရှိဘူးဒါပေမဲ့ချုံခဲ့တာတဲကိုကျွန်တော်ဒီဇဂီစီအနေနဲ့အတန်ရအနည်းငယ်ရတော့ခဲ့တယ်လူစားပြောင်းလို့မလိုလဲရတယ် ဒါကျွန်တော်အတင်းအတွက်ကိုတကယ်ဆိုးကျိုးလို့ပြောလို့ရတယ်။ရှုံးတာကတော့ပြောစရာမလိုတော့ပါဘူး။ဘာဖြစ်ဆိုတော့နေတိုင်းကျွန်တော်အတင်းကမနိုင်ကြီးပွေးစဉ်တွေများနေတာကိုနိုင်ငံတကာပွေးစဉ်ပြီးမှဆိုရင်ကျွန်တော်ဟိုအခု၄ပွေးမှဆိုရင်၂ပွေးကရှုံးခဲ့တယ်၂ပွေးကတည်ကြတာတယ်။တကူးရှိတာကကျွန်တော်လာမယ့်၁၆ရက်နေ့မှဆိုရင်ကိုရီအိုထရဗယ်မှာထဲမှန်ပြီးတော့လိုင်ရင်ကိုအခက်ကစားဖို့ရှိနေတယ်။ယူပါလေကွာတာဖိုင်နေဒီပွေးရှုံးလို့ပြဿနာမရှိဘူးနော်။ ဲ့ဒီပွင့်ရှုံးလုံးကိုမရတာဘာဖြစ်ဆိုတော့ကျွန်တော်အတင်းအတွက်ကိုချန်ပီယံလိဝင်ခွင့်ရဖို့အတွက်ဆိုရင်အဲ့ဒီပွေကနိုင်ဖို့လိုတယ်ဆိုတော့ထားလိုက်တော့ကျွန်တော်အတင်းအနေနဲ့ဒီနေ့မှဘယ်လောက်ထိစုပြည့်တက်ခဲ့တယ်လို့ဆိုတော့ကျွန်တော်ကြည့်အောင်ဒါကကျွန်တော်ပွေထုတ်ပထမပိုင်းအနေနဲ့တခုပေါ့ဗျာလူစင်းရဲ့အနေထားမှဆိုရင်အများကြီးပြောင်းလဲခဲ့တယ်ဒါပေမဲ့ကောင်းမွန်တဲ့ပြောင်းလဲခြင်းမဖြစ်ခဲ့ဘူးဘာလို့ဆိုတော့ဘီတာလီနီတို့အနေနဲ့ဘာမှမရတဲ့စာသမားတို့ရဲ့ ကျွန်တော်မကွမ်းရတို့ကိုထေပလိုက်ဟုတ်တယ်မလားပြီးလို့ချင်းပွေးအချင်းနေပေါ်မူတည်ပြီးတော့ဒုတိယပိုင်းလူစားပြောင်းလဲမလို့လို့ပေါ့အခုကအဲ့လိုမဟုတ်ဘူးကျွန်တော်ကွင်းလေးမှာဆိုလေးပြောင်းလေးတယ်ပြီးလို့ချင်းနောက်တဲမှာဆိုလေးပြောင်းလေးတယ်အထူးသဖြင့်ပေါ့ဗျာကက်စမီယိုတို့ဆိုရင်အခုနောက်ပိုင်းမှာတိုကီကိုကောင်းလာတယ်ဒက်ဖင်စစ်နေရာမှာဖြစ်ဖြစ်ကွင်းလေးနေရာမှာဖြစ်ဖြစ်အကောင်းဆုံးဖြစ်နေတဲ့နေရာတစ်ခုမှာကက်စမီယိုတို့ကိုအနာပေးတာတယ်ဒီနေ့ပွေးစဉ်မှာကျွန်တော်တို့မောင်လူရှော်တို့မေဆယ်မောင်တို့ကိုမြင်တွေ့ခဲ့ရတယ် ဒါပေမဲ့ဘာမှမထူးခြားပါဘူးအထူးသဖြင့်မေဆန်ပေါ့ဒီကောင်တွေကအလှပြဖို့ပဲရတယ်အသေးအတွက်ကစားပေးဖို့မရတော့ဘူးဒီကောင်တွေကဆိုတော့ပထမပိုင်းမှာကျွန်တော်တင်းတဲ့သူတို့အတင်းကြမှာဝင်ဝင်တည်ဖြစ်ခဲ့တယ်ဘောလုံးပိုက်ဆိုင်မှုဆိုရင်ကျွန်တော်မေဆန်အောင်နည်းနည်းသေးက5ဆေးလေးရခိုင်လို့ရခဲ့တယ်သူတို့အတင်းက4ဆေး6ရခိုင်လို့ရတယ်ကိုပေါက်ကဲ့သို့မဟုတ်သူတို့အတင်းကပထမပိုင်းမှာ9ကျင်းကျွန်တော်တို့မေဆာအောင်နဲ့တဲ့အတင်းက4ကျင်း ကိုပေါက်တင်းဦးမှာသူတို့ကနှစ်ကြိမ်ကျွန်တော် United တွေက3ကြိမ်3ကြိမ်မှာတကိုးဝင်တယ်သူတို့ကနှစ်ကြိမ်မှာတကိုးဝင်တယ်24မိနစ်မှာတကိုးကျွန်တော် United အသင်းက38မိနစ်မှာတကိုးကာနာရှိုတင်းခဲ့တာပေါ့ဗျာအဲဒီနှစ်သင်းကြမှာကော်ရှားမှုတွေကတကယ့်ကိုများပြပါတယ်ဘာဖြစ်ဆိုတော့ကျွန်တော် United အသင်းကနှစ်ကိုးလောက်ပေးလိုက်ရပြီဆိုရင်ပြန်လာနိုင်ဖို့အင်အားမရှိတော့ဘူးဒါကကစားသမားတွေရဲ့စိတ်တွေပိတ်ဆိုင်ရဘလောက်ထိ ပြင်းရင်နေလို့ဆိုတာအထင်းသက်မြင်နေရတယ်။ကျွန်တော်ပြီးကလေးလန်ရင်နဲ့ပွေးစီမှာဆိုရင်လည်းအတိုင်းပါပဲ။ကစားသမားတွေကောင်းနေဆိုကိုသမားဖောက်ပြီ။ကျွန်တော်ပွေးပြီးခါနီးမီနီ60ပြည့်လို့9မိနစ်ထဲဆောင်ချင်းကိုပေးရရှိမှတကိုးပေးလိုက်ရတယ်။တူတူတေးကြခဲ့တယ်။ဆိုတော့ဒီနေ့ပွေးစီမှာကတချို့ကစားသမားတွေကအကောင်းမွန်ဆုံးဖြစ်ခဲ့ရလို့ကျွန်တော်မြင်တယ်။ပထမပြည့်ကျွန်တော်ညာဘက်အချဲမှာကစားနေတဲ့ပရီကိုထားလို့ဆိုရင်လည်းသူဖန်တီးမှုတကိုးလုပ်တယ်။တကယ်ကိုကောင်းမွန်ခဲ့တဲ့ ပွေးစီလို့ပြောလို့ရတယ်ဒါတပွေးပဲเนาะဒါလို့ကိုချီကျူးတဲ့ဒီတပွေးပဲရှိသေးတယ်တကယ့်ကိုကောင်းခဲ့တာလို့ကျွန်တော်ထင်မိတယ်ဆိုတော့ပွေးစားတာနဲ့じゃကျွန်တော်မေဆောင်နဲ့ကလူပင်းမှားတာနဲ့စတာပဲဒါကဒီနေ့ပွေးစီလို့မဟုတ်ပါဘူးပွေးတိုင်းလို့200တီ300တီမကတော့ဘူးဟုတ်တယ်မလားဘလောက်မှမကော်တဲ့အနေအထားတကူလူပင်းမှားရသလားဗျာမင်းတို့ professional ကစားသမားတွေဖြစ်တယ်အဲ့ဒါကိုတော့ဗျာလူပင်းကမှားနေသေးတယ် လေ့ကျင့်ခြင်းအစီအစဉ်တွေမှာဘလို့များလေ့ကျင့်ကြလိမ့်မသိဘူးဒီကောင်းနေဆိုတော့ကျွန်တော်လူပေးမှားတာကတခြားအသင်းတွေအတွက်ခွင့်ရပိုရတယ်ကိုလေဒီနေ့ပွဲစီမှာနေယူကစီအနေနဲ့ကျွန်တော်ယူနေတဲ့အသင်းရဲ့လူပေးမှားတာကိုတမင်းတော့မပြည့်သေးဘူးနော်တကိုယ်သေးတာကင်ကောင်းလို့လူကျင်ဖို့တက်မှတ်လိုက်တာမဟုတ်ဆိုရင်တမင်းမပြည့်ခင်ကလေးကနေတကိုယ်သူလိုရမှာဆိုတော့ကျွန်တော်15မိနစ်အရောက်မှာဆိုရင်နှစ်ဖက်ကစားသမားတွေပေါ့ဗျာအခွေနေနေစီရခဲ့တယ်ဒါပေမဲ့လို့ နယူကစီကပုံမပြီးတော့ကျွန်တော်အခွင့်အရေးပူတာခဲ့တယ်ကိုဘောက်ကဲတမှုကိုဘောက်တမှုဆိုရင်လည်းတကယ်ကိုကောင်းခဲ့တာဘရင်ဒါကနေနေဟိုစစ်အလုံးတွေရှိခဲ့လို့မဟုတ်ရင်ပထမပိုင်းကလေးကနေ၃ဂလောက်ပြစ်တယ်ဆိုတော့ကျွန်တော်ဗီဒီယိုဆောင်မှာပြောသလိုပါပဲနိုင်ပြီဆိုတော့ကျွန်တော်တို့မလွယ်ကူပါဘူးတရေတောင်ကျွန်တော်တို့မလွယ်ကူဟိုချုံးရင်ကျွန်တော်တို့2စီး3ဝင်းပေါ့ဗျာအများစုအခုက4ဝင်းနဲ့4ခုတောင်ပေးလိုက်ရတယ်ဘလောက်တောင်တက်ပြက်နေတာလဲ United အသေးအနေနဲ့ ဲကိုအတင်းကိုမပြောချင်ပါဘူးဒီလိုမျိုးတမက်မပြောလို့မှမရတာကျွန်20မိနစ်ရောက်ပြီဆိုတော့နေယူကစီဘက်ကပို့ပြီးတော့ဖိကစားရတာပို့ပြီးတော့အခွင့်အရေးတွေပို့လောက်လာတာတူချင်းကြည့်မလားတူချင်းဆိုရင်လည်းလိုက်မမီဘူးဟုတ်တယ်မလားကာနေဂျိုရဲ့ပထမပိုင်းနေကောင်းကြီးဆိုပေမဲ့နောက်ပိုင်းမှဆိုရင်လုံးဝမရတော့တာအဆိုးဆုံးကဗျာစီကီစီကိုထုတ်ပြီးတော့ရက်ရှမဲခွိုင်းလဲဝင်လာကလေးကနေစုပ်ပြတ်တဲ့တော့ပြီး ခရစ်စတီအေရီစီလို့သူကလည်းသူအဆင်ပြေနေတဲ့ယောက်ရှိခဲ့တယ်။ဒီကိုဒါလိုတော့ကောင်းခဲ့တယ်။ဘရူနိုဖန်ဒက်ဆိုရင်လေအခွင့်အရေးသူဖန်တီးနေတာပဲ။ဒါပေမဲ့ကိုကစားသမားတွေကနောက်ပိုင်းဂိုးပေးရပြီဆိုတဲ့ယုံကြည်မှုတွေလုံးဝမရှိတော့ဘူး။တစ်ဖက်အသင်းစိုးမိုးမိုးအောက်ကိုကျွန်တော်တို့ယူနေတဲ့တင်ကကစားသမားတွေအနေနဲ့ရောက်တော့ချင်းမရှိရောက်တော့တယ်။ဘလောက်တော့ချက်စရာကောင်းလဲ။ဆိုတော့24မိနစ်မှာသူတို့တကိုးရတယ်။ ကျွန်တော်မေဆာအောင်နေတဲ့အသင်က38မိနစ်မှာပြန်ပြီးတော့ဒီကိုဒါလော်ရဲ့ဖန်တီမူကနေကာနာရှိုအစ်စ်ကြီးနေတဲ့နေရာတကူမှာတွေ့လိုက်တဲ့တကူကြောင့်ကျွန်တော်ဝဲဝဲနဲ့တည်ကြတော့ခဲ့တယ်ပထမပိုင်းပြီးတော့ခဲ့တာပေါ့ဗျာဆိုတော့ပထမပိုင်းနဲ့ဒုတိယပိုင်းမှာဆိုရင်ပထမပိုင်းတော့နည်းနည်းကောင်းတယ်လို့ပြောလို့ရမလားမသိဘူးဘာလို့ဆိုတော့ကိုဘောက်ကဲတင်မူကိုဘောက်တင်မူအဲ့ဒါတွေကတိတ်ပြီးတော့မကော်ဘူးဘောလုံးပိုက်ဆိုင်မှုဆိုလို့ကျွန်တော်ယူနေတဲ့အသင်ကအသာစီးနေရတယ်ဆိုလိုချင်တာကဗျာ ကျော်ရည်နေတဲ့အသင်းတွေနဲ့ပွေးစီတိုက်တို့လိုများအာကိုဘောက်ကဲတမှုတွေအများကြီးရတယ်ကိုဘောက်တမှုတွေအများကြီးရတယ်ပြီးလို့ရှိဘောလုံးပိုက်ဆိုင်မှုတွေသူများအသင်းတဲ့အသာစီရတယ်ဒါပေမဲ့ကိုသင်းတေချာတဲ့အနေနဲ့တကူမတိုက်စီပိုက်ကဘလို့မှလုံးလုံးနေစင်မရှိဘူးဆိုတော့ဒါပထမပိုင်းပြီးတော့ကြတာပေါ့ဗျာနေယူကစီရဲ့စုံမှုအောင်ကိုကျွန်တော်ခံနေရတာပဲဆိုတော့ဒုတိယပိုင်းပြန်စားတယ်ဒုတိယပိုင်းပြန်စားတဲ့အနေနဲ့တကူမကျွန်တော်အရှင်းနေမကောင်းဘူး ဘောလုံးပတ်စံမှုကြောက်လို့ချင်းဘောလုံးပတ်စံမှုနဲ့ဒုတိယပတ်မှာ50နဲ့ရာခိုင်နှုန်းရခဲ့တယ်တစ်ဖက်အသင်းက48ရာခိုင်နှုန်းရခဲ့တယ်ဂူပေါက်ကဲတဲ့မှာသူတို့အသင်းက12ချင်းရှိပြီးတော့ကျွန်တော်ယူနေတဲ့အသင်းက6ချင်းရှိတယ်ဂူပေါက်တင်မှုကသူတို့က6ချင်းကျွန်တော်က5ချင်းဂူပေါက်ကဲတဲ့မှု5ချင်းရှိတဲ့နေရာတကူမှာတကိုးပေးရတယ်စာသမားတို့ဘလောက်တောင်စုပြည့်တဲ့နေလဲဆိုတော့လူယူကစီကဗျာပထမပိုင်းကလူယူကစီကဗျာပထမပိုင်းတဲ့ဒုတိယပိုင်းပို့ပြီးတော့သူတို့အားစိတ်လာတယ် ိုက်စစ်ဆင်မှုတွေပိုလောက်လာတယ်ပြီးလို့ရှိရင်အခွင့်အရေးတွေပို့ပြီးတော့သူတို့ဖန်တီးမှုလုပ်နိုင်တယ်သူတို့အသင့်အနေနဲ့ဒီနေ့ပွဲစီနိုင်လိုက်တဲ့အတွက်ချန်ပီယံလိဝင်ခွင့်ရဖို့အတွက်ပို့ပြီးတော့အဆင့်လေးကိုရောက်တော့တယ်တေချာစေခဲ့တာပေါ့ဗျာကျော်ရွယူနေတဲ့အသင်ကတော့မင်းအဆင့်လေးမှာထိုင်နေတော့ရာဒီတိန်းစင်ကြီးအဆင့်လေးမှာရှိနေမှာစပါနဲ့တမက်ကော်ရင်တော့မတက်တိုင်တော့ပွေးစီနေမှာဆိုရင်ရှုံးတော့တေချာသောက်ခဲ့လို့ရှိရင်စပါတက်တော့မှာ ဆိုတော့သူတို့အတင်းနဲ့ဒီမျိုးနိနေစီကြောင့်တကူပေးရတယ်လေးစိကုန်းလို့မယ်ကျွန်တော်ထပ်မပြီးတော့တကူပေးရတယ်ဆိုတော့ကျွန်တော်တို့မက်ဆာဝင်နဲ့တည်းခင်စီကလုံးဝကိုထိန်းချုံမရနိုင်တာသူတို့ဗီတာလီလိုဒီကစားသမားအနေနဲ့လာမင်းညရဲ့ဒီမှာတော့အတင်းကနေထွက်ကုန်ပြီးပြင်စီတော့မင်းအထုပ်တွေပါတယ်တိန်တော့အမေတိုင်းပြောလို့ချင်းဒီကောင်တကောင်လေးမဟုတ်ပါဘူးကျန်တဲ့ကစားသမားတွေကလည်းကျွန်တော်နေတဲ့ဒီမှာတဲစီနေတယ်အတင်းကနေထွက်ခေါ်ဖို့အတွက်လူကျော်တော့ အကူရပါမလားမသေးကြဘူးဒီကောင်တွေကတပွေးရွှေတပွေးငွေဟုတ်တယ်မလားတပွေးတလေဆိုရင်အာ တကယ်ကိုကောင်းတာပြလို့ရှိရင်ဒဲပဲတဲ့ဂျုံနေရပြီမေဆယ်မောလေးထိုးလေးလကောင်းပဲဆိုတော့အသေးအနေနဲ့နှစ်ကိုလောက်ပေးလိုက်ရပြီဆိုရင်ပြန်လာဖို့အခွင့်အရေးလုံးဝနေပါနေတာဒါဒီနေ့တပွေးမဟုတ်ဘူးနော်ဘာလို့လဲကစားသမားတွေအနေနဲ့ကော်ဖီတည်းမရှိတော့ဘူးယုံကြည်မှုမရှိတော့ဘူးဘာလို့လို့ပါခင်ရမယ်မသိတော့ဘူးသူတို့ပေးတာလေဗျမ်းမနာပေးတယ် တောက်ပေးလိုက်မြောက်ပေးလိုက်ဆိုတော့ကျွန်တော်အသင်းအနေနဲ့94မိနစ်မှာလူစားပြောင်းလို့မလုပ်တဲ့စားသမားတို့ရဲ့ကျွန်တော်ဇက်ကီစီကမထင်မဲ့ပြတဲ့ပြဿနာကြုံတော့ခဲ့ရတယ်ကျွန်တော်ဒီနေ့ပွေးစီခြုံတော့တာပြဿနာမရှိဘူးဇက်ကီစီဒီလောက်ကောင်းနေတဲ့ကစားသမားတဲ့ပြဿနာကြုံတော့ရတာလာမစ်စစ်ချင်းနဲ့ကျွန်တော်ယူပါလိုက်လာရင်နဲ့ပွေးစီမှာပါဝင်ဖို့ကျွန်တော်မျှော်လင့်မိတယ်ကျွန်တော်တင်ကပရီးမီးယားလိမ့်မှာဆိုဘလို့မှချင်းနေမကောင်းတော့တာဟုတ်တယ်မလား တက်တက်လာတဲ့ AFC အသင်းနဲ့တောင်နိုင်ဖို့အတွက်ကိုမရတော့ဘူး။ဘာဖြစ်လဲ AFC ကကောင်းနေတယ်။သူတဲဆင်းသွားရင်လည်းဘာမှပြဿနာမရှိဘူး။ကျွန်တော်ယူနေတဲ့အသင်းတက်ကိုကောင်းနေလို့ကျွန်တော်ကတော့မြင်နေ။ယူနေတဲ့အသင်းကသာအသင်းကြီးလို့ပဇက်ရဆိုရင်ပြီးရှိတော့တယ်။ဘာမှောက်ကိုမရှိဘာမှောက်ကိုမလုပ်နိုင်တော့တာ။တကယ့်အစ်စ်တည်းတုံးနေလိမ့်လား။ကိုအသင်းပြောရတယ်လေမလွေပါဘူး။ဆိုတော့ လူစားပြောင်းလဲမှုလို့တော့ပေါ့ဗျာဇကီစီကိုထုတ်တင်ခွိုင်လဲဝင်လာတယ်ပြီးလို့ရှိရင်ကျွန်တော်ဟေရီယမ်မေထုတ်ပြီးတော့ဖက်ထရီတူကိုဝင်လာတယ်ကျွန်တော်ဒီဂါနာရှူကိုထုတ်ပြီးတော့မီဆင်မောဝင်လာတယ်လူစားပြောင်းလဲမှုကျွန်တော်၃ယောက်တပြိုင်တည်းလှုပ်လိုက်တယ်ထူးကြလားမထူးကြပါဘူးဟုတ်ဆိုတော့ပထမပိုင်းမှာကျွန်တော်ဟေရီယမ်မေတို့ဒီလူငယ်ကစားသမားလေးတွေကိုကျွန်တော်ပြစ်တင်လို့မရဘူးဟုတ်ဆိုတော့ကျွန်တော်နေတဲ့အသင်းမှာဒီချာတိန်လေးတွေကပဲကျွန်တော်အားကိုအားထားပြုနေတာ တော်ကျွန်တော်တို့နားလေပေးရမှာဒီကစားသမားတွေကို အသက်ကြီးပြီးတော့အရှင်မစည်းတဲ့ကစားသမားတွေကအများကြီးရှိတယ်။ရုပ်ချောတာကိုခွင်ကောက်ယူပြီးတော့ဘာဆောက်လုံးမှမလုပ်ပေးပတ်စံယူနေတဲ့ကောင်တွေရှိတယ်။ဆိုတော့ဝိုင်လဲဝင်လာပြီဆိုတော့ねအတင်းကတိုင်ပဲတော့တာပဲ။တိုက်စီကိုဂိုးဖန်တီးမှုလည်းမရှိဘူး။ကိုသိလင်းလုံးဝမသေးချာတော့ဘူး။ဗျမ်းမှန်တာနဲ့ဖြစ်နေတာ။စီကီစီနဲ့ဝိုင်လဲပရမဘဝမှာစီကီစီချီနော်ဘလောက်ကောင်းနေတယ်လေ။ ဒါမဲ့ point လင်းဝင်လာတာနဲ့တက်ပြတ်တော့ပြီ66လင်းမနီမှာထပ်မပြီးတော့ကျွန်တော်တကူပေးရတယ်ဒါကလည်းအတင်းဗျမ်းမတာနဲ့ဖြစ်နေတဲ့နေရာတကူမှာသူတို့ကယာတိဘင်တကူရရသူတို့ကသွင်းပါပဲဆိုတော့ကျွန်တော်31အနေထားတကူမှာတဖဲတင်ကပဲနောက်ပိုင်းမီနီတွေကိုထိန်းချုပ်ကစားခဲ့တာပဲ96မိနစ်မှာထပ်မပြီးတော့တကူရတယ်နောက်ဆုံး၄ခုမြောက်ပေါ့ဗျာဆိုတော့ အသင်းအတွက်ကမလွယ်ဘူးဘူးစာသမားတို့ရေဘာဖြစ်ဆိုတော့ပရီးမီးယားလိဒီယာတီကဘေယာတီနဲ့မှမတူဘဲတကယ့်ကိုဆိုးရတဲ့ယာတီတကူဖြစ်ပြီးတော့ချက်ဖို့အကောင်းဆုံးယာတီတကူဖြစ်တယ်အသူတို့ကတော့ဘေချက်မလဲမင်းတပွဲကစားပြီးရင်အာဟိုပါပြည့်တဲ့ဒီယာဖြစ်တယ်လုံးမှာပဲတကယ်တမ်းအချက်တရားရှိနေတာပိတ်သက်တယ်ပဲဆိုတော့အမလို့ကိုပြစ်တင်ရမှာဆိုရင်ပြစ်တလို့မရဘူး ဟုတ်ဆိုအမ်ရဲတော့နေတဲ့ဖောင်ကတကယ်ကောင်းတဲ့ဖောင်လို့ကျွန်တော်ကတော့မြင်မိတယ်ဒါကကျွန်တော်ရဲ့ facility ရောအမြင်ပေါ့ဗျာတခြားဖန်တွေက အမြင်တူရှင်မတူမိဘာလို့မလဲအမ်ရဲအနေနဲ့ဒီရာဒီမှာဂျာတီဝက်ကနေကျွန်တော်ယူနိုက်တက်အသင်းကို ရောက်လာတယ်တာဝန်ထမ်းဆောင်တယ်ဘာလို့မလဲအသင်းကနေပြီးတော့ general zebek color တွေ့တယ်မှာလေဘာမှလုတ်ပြနေခြင်းမရှိသေးဘူးလူငယ်ကစားသမား၃ယောက်လောက်ပဲခေါ်ပေးခဲ့တာရှိသေးလူနဲ့ဖြစ်အောင်ကစားနေတာပြီးလို့ရှိရင်ကျွန်တော်အသင်းကဒန်ပက်တနာ ပြီးကလေးပွေးစီတွေမှာလူစားပြောလို့မှုလို့တော့ကျွန်တော်မှမရှိဘူး။ဒါကြောင့်ဇာလိတွေရှုံရှုံနေတာကျွန်တော်ရှိတယ်။ဆိုတော့ဒီလိုမျိုးအကြောင်းမျိုးမျိုးကြောင့်ဖြစ်နေတဲ့အရာတစ်ခုရေကစားသမားတွေရဲ့စိတ်တွေပိုင်းဆိုင်ရာကစားသမားတွေကိုအားကိုးမရတဲ့နေရာတစ်ခုမှာအဲမိုးနဲ့ဘာလုပ်နိုင်မှာလဲ။ဆိုတော့ဒီကစားသမားတွေကကျွန်တော်ယူနေတဲ့နေပြအလီလီကိုဖြုတ်ခဲ့တာမနေတော့ဘူးနော်။ဒီနေ့ပွေးစဉ်ကဟို ဒီကိုဒါလို့တယောက်လောက်ပဲကောင်းနေလို့ကျွန်တော်တို့မြင်မိနေအရင်မှတော့ကျွန်တော်တို့ဒီ array o နဲ့နဲ့ပေါင်ဝင်မလာဘူးဆိုတော့ဘာဖြစ်တာလဲတော့မသိဘူးကောင်းပါတယ်ဒီကောင်ပေါင်ဝင်လိုက်လေဒီထက်တောင် go ပေးရမလားမသိဘူးသူလာပြီဆိုရင်တကောဝင်တကောဝင်ဖြစ်နေတာကျွန်တော်ကချုံလေးချုံ 2ဝင်လုံးနဲ့ချုံးမလားမသိဘူး3ဝင်လုံးနဲ့ချုံးမလားမသိဘူးဒါပဲကျွန်တော်တွေးထားတာအခု4ဝင်တဲ့၄ကိုတော့ပေးရတာဘလောက်တောင်ချက်ဖို့ကောင်းလိမ့်ဗျာမြင်အသိငေလို့မပြောနေတော့မြင်အသိငေလို့ပြောရင်အဲ့ဒီအသိငေတွေတော့နိုင်လို့မရတော့ဘူးဆရာစာသမားတို့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဒီအသိငေတကယ့်ကိုတိုင်ပက်နေတာအဲကျွန်တော်ဒီနေ့ပွဲစဉ်ကရှုံးတော့ပြဿနာမရှိဘူးတော့မြင်လာမယ့်၁၈ရက်နေ့ကတကယ့်ရည်ကြီးတယ် ဲ့လိုမျိုးအရေးကြီးတဲ့နေရာတခုမှာဇကီစီကဘလို့ရှင်နေလာမလဲတော့မသိဘူးဘာလို့ဆိုတော့တစ်ဖက်ကစားသမားတွေကလည်းပြာချင်းတော့တာကလည်းကျင်းတလာမေးမနေနဲ့ထိုင်ကားလေးဘယ်လိုမှနေနေပါတယ်ပနေတလုံးရမယ့်ခွင့်ကိုလည်းမပေးဘူးဆိုတော့အလေးပြောင်းတစ်ခုကအဲ့လိုပဲကျွန်တော်တို့ဒီတူဝဲနဲ့ဖြစ်နေလေဝဲဝဲနဲ့ဖြစ်နေလေရာတင်းရထိုက်တဲ့တကိုးလောက်ရလိုက်လို့ရှိရင် ွေကအလေကျွမ်းဖြစ်မှာအခုလေးတော့ကျွန်တော်ဝမ်းဝမ်းဖြစ်နေတဲ့နေရာတခုမှာကျွန်တော်ပနတီတကူရမယ်မပေးဘူးအီရထဲမှာတွန်းချပလိုက်တာလေဆိုတော့လာမယ့်ဆီရှီယန်ရဲ့ကိုယ့်ရဲ့ ultra form မှာလာရင်ကိုကျွန်တော်တို့အခင်ကစားမယ်အစီအပြေဖို့ပဲမျောလင်းရတာပဲဆူတောင်းရင်ကလွေပြီးတော့ဘာမှမတက်နိုင်ဘူးဟုတ်လို့ကစားသမားတွေရေစိတ်တဲ့ပိုင်းတွေက ကျွန်တော်တို့အတင်းအတွက်ကိုလုံးလုံးနေစေမရှိတော့ဘူးဒီကောင်တွေကဘာလို့ဆိုတော့အချင်းနှစ်တေတုံးကကစားသမားတွေနဲ့ဆိုစီနေတာကော်တယ်ပွေးတပေးကစားပြီဆိုဖြစ်သူလိုကစားတယ်အခုလက်ရှိကစားသမားတွေပေါ့နော်ဗျမ်းဗလာနဲ့ကစားတယ်ပြီးလို့ရှိရင်အင်တာဗျူးဖြေတဲ့နေရာမှာပေါက်လုပ်ပေးစားတယ်ဆိုတော့ညီကတို့ဘလို့ထင်မြင်မိလဲစားသမားတို့ရဲ့ဒီကစားသမားတွေကဘလို့ဒီဆိုးအောင်မှုရှိခဲ့တယ်လေ ကျွန်တော်အထင်ပြောရင်တော့အကုန်လုံးနည်းနည်းပါပဲတော့ဒီကြားထဲမှာကျွန်တော်တို့ဒီကိုဗီမိုင်းလုံးတို့ကျွန်တော်မြင်တွေ့ခဲ့ရတယ်လူစားပြောင်းလုံးမျိုးနောက်ဆုံးလုတ်တဲ့အနေအထားတစ်ခုမှာဒါကဝန်သက်စရာပေါ့ဗျာဒါကကျွန်တော်တို့အသေးတက်ကိုကျင်းနေစရာအနေအထားတစ်ခုပေါ့လာမယ့်ပွဲစီတွေမှာကိုဗီမိုင်းလုံးတို့ပါဝင်လာဖို့ရှိတယ်ပြီးလို့ရှိရင်လူချောတို့ဆိုရင်လေပထမပိုင်းကလေးကနေတော့ပါဝင်လာမလားမသိဘူးဟောဒီကစားသမားကဒုတိယပိုင်းမီနီကြော်လောက်မှာတင်းခဲ့တယ်ဆိုတော့ ညုံနေရမှာပဲပေါဝင်လာလို့ရှိရင်လည်းအကောင်းဆုံးဖြစ်ဖို့ကိုပဲကျွန်တော်တို့ဘူးလို့ရှိရင်တော့ဘာမှတက်နေမှာမဟုတ်ဘူး။ဘာလို့လဲလူချိုးတို့ကတန်ပြဒနာနဲ့နှစ်ပါတော်တွေအတွက်သူတို့ပေါဝင်လာလို့ရှိရင်ပုံမှန်ခြေစမ်းကိုရဖို့အတွက်မလွယ်ကူပါဘူး။ဆိုတော့ဒါကကျွန်တော်တို့ဒီမင်းညာပေါ့ဗျာစေနိုင်မှာကစားခဲ့တဲ့မက်ဆာောင်းနဲ့အစ်တင်နဲ့နယူကာစီအင်ဂွေးမှာကျွန်တော်တို့4ဝင်းနဲ့ တကယ်ကိုချက်စီရဲ့ခြေစင်းတစ်ခုကိုပိုင်ဆိုင်ပြီးတော့ဒီရသည်ဆန်ရှင်တင်နေလောက်တဲ့ performance တွေနဲ့အရှုံးဆိုတဲ့အရာတော့ကိုပုတ်ပိတ်ထားတဲ့ကျွန်တော်ယူနေတဲ့တင်နေနေယူကာစီတို့ရဲ့ပရီးမီယာလိပူးစီ၃စင်းတွေကိုကျွန်တော်ပြည်ပြည်သူသိချင်းနဲ့ဆွေးနွေးတော့ခဲ့ဖြစ်ပါတယ်ဆိုတော့ညီကိုတို့ဘလို့ထင်မြင်ချက်ရှိလဲဆွေးနွေးပေးကြပါအောင်ကျေးဇူးအပ်ပါတယ်ညီကိုဒူးဒူးရဲ့တိုက်ကိုကျေးဇူးများတင်ပါတယ်အားလုံးပဲ okay ပါအားလုံးပဲကျေးဇူးများတင်ပါတယ်